ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုထိပ်သီးညီလာခံဆွေးနွေးပွဲတွေကျင်းပနေချိန်မှာပဲဆွေးနွေးပွဲခမ်းမဆောင်မိလောင်မှုဖြစ်လို့နိုင်ငံတကာကုသလေတွေအလန့်တကျထပ်ပြေးတင်းရှောင်ခဲ့ရပါတယ်။ဘရာဇီးနိုင်ငံအမေဇုန်မိုးတစ်တော်ဒေသကဘီလန်မြို့မှာနိုဘာလ20ရက်က COB 30ညီလာခံကျင်းပနေချိန်မှာမိလောင်မှုဖြစ်ခဲ့တာပါ။ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာအားထုတ်မှုတွေပုံမခိုင်မာလာစေမဲ့သဘောတူညီချက်တရားရဖို့အကြိမ်နဲ့ဆွေးနွေးနေကြချိန်မှာပဲမိလောင်မှုဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။မီလာမူဖြစ်ပွားနေ့ချိန်မှာဘရာဇီးမိသားတက်ဖွဲ့ဝင်နေတဲ့ခြားဖွဲ့ကယ်ဆယ်ရေးအဖွဲ့တွေကညီလာခံတက်နေတဲ့နိုင်ငံတကာကိုယ်စားလှယ်တွေကိုအရေးပေါ်ခေါ်ထုတ်ကယ်ဆယ်ခဲ့ကြရပါတယ်။အဲ့ဒီညီလာခံမှာကမ္ဘာနိုင်ငံပေါင်း200ဝန်းကျင်ကကိုယ်စားလှယ်ထောင်ကနန်းအထိတက်ရောက်နေတာပါ။မီလောင်နေချိန်အတွင်းဘရာဇီးလုံခြုံရေးတက်ဖွဲ့ဝင်တွေကလူတိုင်းလုပ်ပြီးညီလာခံကိုယ်စားလှယ်တွေကိုဘေးကင်းရာလမ်းပြကယ်ထုတ်ခဲ့ကြပါတယ်။ဒီလိုကယ်ထုတ်ခဲ့တဲ့ကြားကပဲမိခိုးတွေရှူရှိုင်းမိတဲ့တံကြောင့်နိုင်ငံတကာကိုယ်စားလှယ်73ဦးကိုစေဝါကုသပေးထားရတယ်လို့ ဘရာဇီးတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ COP တတိယညီလာခံမှာကမ္ဘာရာသီဥတုပြောင်းလဲမှုပြဿနာအတွက်ဗနာယီသုံးဆွဲမှုမြင့်တင်မှုပါဝင်တဲ့လုပ်ငန်းရှင်တွေအတွက်နိုင်ငံတကာသဘောတူညီမှုတရားရယူနိုင်မှုဆွေးနွေးနေကြတာဖြစ်ပါတယ်။